အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာကျွန်တော်ဒီနေ့မှာတော့ဇေယောင်းကောင်းစီမဲ့ဂါရာစင်လေးမြောက်ပြီးမှဖြစ်ပါတယ်မိတ်ဆွေများဗာပစ္စည်းကိုပဲရောင်းရောင်း ဘေဟာကြည်သည်ပစ္စည်းငယ်သည်ပစ္စည်းအွန်လိုင်းသမားတွေရောစားတောက်ကုန်လူတုံးကုန်အိမ်တုံးကုန်စပစ်ဘဲပစ္စည်းကိုပဲရောင်းရောင်းအဲ့တော့ဈေးရောင်းနေကောင်းစေမယ်ဧည့်သည်တွေအများကြီးဆုလိုက်ပြုံးလဲရောက်လာစေမယ်ဖောက်တယ်တွေများလာစေမယ်ကိုယ်ပစ္စည်းကိုလူကြိုက်တွေများလာစေမယ်နာမည်ကြီးပြီးတော့ကိုယ့်ရဲ့အယောင်ဝင်တွေတွက်ပြီးတော့ငွေတွေတအားရလာစေမယ်ဈေးရောင်းကောင်းစေမယ်ဂါရာစီလေးဒီနေ့မြောက်ပြီးမှဖြစ်ပါတယ်ဗျာ အဲ့တော့မိတ်ဆွေများအဲ့တော့ဘာကိုပဲရောင်းရောင်းကျွန်တော်ပြောမယ်ဒီခုအခုဒီရေကဂါရာစီရင်လေးကိုလုပ်လို့ရပါတယ်အရန်လွယ်ပါတယ်ဗျအဲ့တော့ပထမဆုံးကျွန်တော်တို့ကကိုယ့်ရဲ့အိမ်ပြန်မှာရင်းနှီးညံတစ်ခွက်တစ်ခွက်ကပ်မယ်ရင်းနှီးညံပူလေးတစ်ခွက်ကပ်လိုက်မယ်ရင်းနှီးညံကပ်ပြီးပြီဆိုတာနဲ့အဲ့ရင်းနှီးကန်းကိုစွန့်လိုက်မယ်စွန့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီဂါရာနဲ့ကျွန်တော်တို့အာ28ခေါက်မန်းလိုက်မယ်အုံး လက်တာလက်တာယူထာယူထာသွားဟအုံလက်တာ လက်တာယူထာယူထာသွားဟအုံလက်တာ လက်တာယူထာယူထာသွားဟဆိုပြီးတော့29ကောင်မန်းလိုက်မယ်မန်းမီအိတ်အိတ်ရေအေးရေနွေးချမ်းလေးနဲ့ကျွန်တော်တို့တွေဟောကျွန်တော်ရေနွေးချမ်းတော့ကျွန်တော်ဖះကိုဖះမှာကပ်ပြီးတော့ပြန်ဆုံးရင်တော့ကိုကျက်တစ်ခွက်နဲ့ကိုပြန်ထည့်ပေါ့ဗျာနော်အဲ့ဒါပြီးတော့အသားလေးလေးကိုရဲ့ PC လေးလေးရောင်းလို့ ဟိုရေထိလို့ရတဲ့ဟာကိုတတာတာလေးလက်လက်နဲ့တောက်ဖြန်းပြီးရောဟာဇီယောင်ကွန်ပစီတွေဇီယောင်နဲ့ကောင်းပါစေဇီယောင်နဲ့ကောင်းပါစေဝဲသူတွေလာပါစေငွေလေးရွှေပါစေဆိုပြီးကိုယ့်ကိုတောက်ပြီးဆူတောင်းပြီးတော့အဲကျင်းတဲ့ရေထိလေးကိုအိမ်ရှိကိုဆိုင်ရှိကိုပတ်ဖြန်းလိုက်ပါဗျာဒါနံပါတ်1တခုဒါနံပါတ်1တခုပေါ့နော်ကွန်ပစီကရေထိတော့မရဘူးဆရာကြီးဆိုဘယ်လိုလုပ်မလဲလွယ်ပါတယ်ဗျအခုနဲ့လိုပဲရေအခုနဲ့လိုပဲရည်နှူးချမ်းပေါ့နော်ရည်ရည်ရည်နှူးတစ်ခွက်ကိုဖះကတ်ထားပြီးရောပြန်ဆုတ်လိုက်မယ်ကြက်တစ်ခွက်နဲ့ပြန်ထည့်လိုက်မှာ ပြန်ထည့်လိုက်ပြီးတော့ဒီကရာနဲ့28កောင်ထပ်မှတ်မယ်။တပတိတိလာဘမေဘဝတ္တိ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 ကို28កောင်မန်းလိုက်ပါဗျ။မန်းပြီးတော့ကျွန်တော်တို့ကအဲကျွန်တော်တို့ရေမန်းပြီးမန်းပြီးဆိုတာနဲ့အဲ့ဒီရင်းနှီးချက်ကိုတော့ကျွန်တော်တို့အရှိဆန်ရှိတဲ့ပတ်ဖြန်းလိုက်ပါ။ပတ်ဖြန်းလိုက်ပြီးတော့အမအောင်ဆုံးဈေးပေါက်တဲ့ပတ်စံ ပထမဆုံးနော်ဈေးပေါက်တဲ့ပတ်စံကိုပထမဆုံးဈေးပေါက်တဲ့ပတ်စံမရှိသေးရင်လည်းငားရိုက်တဲ့နေရလဲငားတော့နေလဲရတယ် ငါငါငါကနန်းတော့ဖြစ်ရမယ်နော်ပထမဆုံးဈေးပေါက်တဲ့ပတ်စံပဲဖြစ်ဖြစ်ငါးရောင်းနံပဲဖြစ်အဲ့ပတ်စံတရက်ကိုကင်မယ်ကင်မီဒီကာတာနဲ့28ကောင်ထပ်မှန်းမယ်တဘသေတိလာဘမေဘဝတ္တိတဘသေတိလာဘမေဘဝတ္တိတဘသေတိလာဘမေဘဝတ္တိဆိုပြီးတော့ကျွန်တော်တို့တွေ28ကောင်မှန်းမယ်မှန်းပြီးတော့အဲ့ရောင်းကျင်တဲ့ပစ္စည်းကိုအဲ့ပတ်စံနဲ့ဘုန်းအဲ့ပတ်စံနဲ့တောက်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 နဲ့ရှောက်ပြီးတော့ တော့ပြောမယ်ပြောမယ်ဆိုလိုက်တို့မယ်ဗျာတို့မယ်ထောက်မယ်တို့မယ်ခောက်မယ်တိမယ်အကုန်အကုန်အကုန်လိုက်တော့မယ်အဲ့ဒါလေးကဘလောက်လေးတောင်စွန်နေဆိုလို့ရှိရင်ကျွန်တော်ကိုယ်နဲ့ဆမ်းမှုပါတယ်ကျွန်တော်အဲ့လိုမျိုးလိုက်တို့တောက်တောက်လိုက်တာကျွန်တော်ဖုန်းဆိုင်တက်ဆိုင်ကိုကျွန်တော်လှုပ်ပေးမှုပါတယ်ကျွန်တော်ကျွန်တော်ကိုယ်နဲ့လှုပ်ပေးမှုတယ်အဲ့အဲ့ပတ်စံနဲ့ကျွန်တော်လိုက်တို့တောက်တောက်လိုက်တော့ဒါမဲ့ကျွန်တော်တို့ပြီးတို့ထိတောက်လိုက်တာက ဖုံးမဟုတ်ဘူးကောင်တာကြီးဖြစ်နေတယ်အဲ့တော့အဲ့အဲ့နေ့တနေ့တည်းမှာပဲကောင်တာဝင်မဲ့လူ၃ယောက်လောက်ရောက်လာတယ်အဲ့တော့ကောင်တာတော့မရောက်ပါဘူးခမရဖုံးမရောက်မှလည်းပါဆိုပြီးတခါနောက်ရက်ကျတော့ပြန်သွားပြီးတော့နောက်ရက်ကျတော့တေချာဖုံးလေးကိုထုတ်ပြီးတော့အဲ့ဖုံးလေးကိုသွားပြီးတော့တောက်ပေးရတယ်အဲ့ဒါကြောင့်မို့ရောင်းချင်တဲ့ပစ္စည်းကိုတေချာလေးထိအောင်လုပ်မှုတို့ထိတောက်လုပ်ပေးမှဖြစ်ပါတယ်ပတ်စံလေးတရွနေပေါ့နော်နောက်ရက်ကျတော့တိတတာကိုဖုံးလေးကတနေ့တလုံးပဲရောင်းတဲ့ဆိုင်ကကျွန်တော်တို့ထိတောက်ပလေးပါတနေ့ရောငါးလုံးဆယ်လုံးရောင်းအောင်သွားပါတယ်ကဲအဲ့လိုပဲဖြစ်စီတယ် တဲ့ပြီးနောက်ထပ်ဒုတိယနေ့တခုကလည်းအဲ့ဒီအဲ့ဒီနေ့တိုင်းမှာပဲဟိုကျွန်တော်ကြီးပြီးနောက်ဆုံးနေ့တခုကကျတော့ကိုယ့်ရဲ့အိမ်ဖျန်းမှာပဲကိုယ့်အိမ်ဖျန်းမှာတော်တော်ကြီးကပ်မယ်သူလည်းတူကြတော့တော်တော်ကြီးဖြစ်သွားပြီနော်တော်တော်ကြီးကပ်ပြီးပြန်ဆုံးရမယ်ပြန်ဆုံးပြီးတော့အဲ့တော်တော်ကြီးကိုကြိုက်တဲ့ခွက်တွေပြန်ထည့်မယ် ထက်ပြီးတော့ကျွန်တော်တွေဖျားကုန်းတော်ကိုးပါတဲ့ကလောကဝိတုကာတာကို45កောက်យុបပြရမှာဖြစ်ပါတယ်ဗျလောကဝိတု လောကဝိတု လောကဝိတုလောကဝိတုလောကဝိတုသူ့ဆိုင်ရှင်းမှာយុកမှာเนาะအပဝါရှင်းမှာយុမယ်လောကဝိတု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 ဆိုပြီးយុပြီးတော့အဲ့ကြီးကိုဖျားနေဆိုဆိုင်ရှင်းအရှိကိုပတ်ဖြန်းတောက်လိုက်ပါဗျဒါပါပဲဒီ၃ခုလုပ်ကြည့်ပါအရန်လွယ်တော့ အရန်လွယ်ပါတယ်မိဒီပစ္စည်းမှလည်းမလိုပါဘူးအကုန်ကြလည်းလုံးဝမရှိလာပါဘူးလွယ်ကူရိုရှင်ပြီးတော့ရောင်းသမျှပစ္စည်းတွေအကုန်ရောင်းထွက်ပြီးဖောက်တိတ်တွေမြတ်မြတ်ရောက်လာလေလူတွေအစုလိုက်ပြုံးလိုက်ရောက်လာပြီးငွေလေးလုံးရင်းလဲဝင်လာပါတယ်ဗျ အရန်လွယ်ပါတယ်ဒါဆိုမိတ်ဆွေများအဆင်ပြေမယ်ထင်ပါတယ်ဗျကဲမိတ်ဆွေများကဘာပစ္စည်းလေးလေးရောင်းလဲအဆင်ပြေမပြေလေးကျွန်တော်ခုမှမှရေးပေးလဲပါကျွန်တော်နောက်ထပ်နောက်ထပ်ဈေးရောင်းကောင်းစင်မဲ့ဒိုင်းတက်စင်နည်းလေးလေးအများကြီးရှိပါသေးလဲမိတ်ဆွေများဆက်လက်ပြေးများကိုပေးပါဦးမယ်အခုပြောမယ်အခုကျွန်တော်ပြောခဲ့တဲ့အဆင်လေးကိုလုံးကြည့်ပါကျွန်တော်အားလုံးတော်တော်များများပါဦးကွန်ပစ္စည်းမျိုးကုန်ကျွန်တော်ဆန်းသက်ပြီးပါပြီတော်တော်များများအဆင်ပြေပါတယ် ဲ့တော့မိတ်ဆွေများလည်းဆန့်သက်လို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေကနဲ့သားသမီးအားလုံးလည်းဇီယောင်းနေကောင်းကြပါစေစီးပွားတွေဖြစ်ကြပါစေလုပ်ငန်းတွေအဆင်ပြေကြပါစေလူတန်းတွေလည်းလုံနိုင်ကြပါစေဗျာ